2016ခုနှစ်စက်တင်ဘာလ1ရက်မြန်မာတက္ကသိုလ်1398ခုဘွားကောင်လာပြီကျော်14ရက်ကြာတာပြင်းနဲ့လွတ်လပ်တဲ့အာရှတန် RFA ရဲ့မြန်မာပိုင်းစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျမဟိမာဆိုပါမင်္ဂလာပါကျွန်တော်ကနေရင်ကျော်ပါဒီနေ့တင်ပြမယ့်သတင်းတွေထဲမှာတော့နေပြည်တော်မှာကျင်းပနေတဲ့27ရာစုပင်လုံညီလာခံပထမနေ့အပြီးမှာစစ်တပ်အင်အားကြီးမာတဲ့ UWSC ဝါပီသွေးစည်းညီညွတ်ရေးတပ်မတော်ကိုယ်စားလှယ်အဖွဲ့ကညီလာခံကနေထွက်ခွာသွားတဲ့သတင်း မျိုးသားပြန်လေရင်းနီလာကန်တွက်ခွင့်မရတဲ့လက်နက်ကိုင်အဖွဲ့သုံးဘက်ကိစ္စကိုပြန်ပြီးသုံးသပ်ပေးဖို့နဲ့တနင်္ဂနွေလုံးပြစ်ခတ်ရစဲနေ့ကြေညာပေးဖို့ရခိုင်မျိုးသားပါတီကပြောလိုက်တဲ့သတင်းပါဝင်တခြားစိတ်ဝင်စားစရာသတင်းတွေတင်ပြသွားမှာပါဟုတ်ကဲ့ပါရှင်သတင်းတွေအပြီးထုတ်လွှင့်မယ့်အစီအစဉ်တစ်ခုထဲမှာတော့ ကျွန်တော်ချက်ဝင်နေကြတာပထမအဆုံးပြောပြီးဒီကပ်ဝင်ပေးကြတယ်လိလာတို့နည်းနည်းပြောပြောတော့တို့ကလဲပေးမယ်လဲပေးမယ်ဆိုပြီးညအထိတည်းလဲမပေးဘူးမိုးကြီးအထိနောက်ရက်ထပ်ထပ်တော့လည်းဒီခဲဝင်မရဟိုခဲဝင်မရဟိုမှာတော့မရဘူးသမီးစားကွာဟိုစမျက်နှာဘူးနေရတော့တန်တက်ချက်တယ်အမျိုးမျိုး ညီလာခံကနေထွက်ခွာသွားတဲ့ UWSC ဝကိုစလဲအဖွဲ့အကြောင်းသတင်းပေးပို့ချက်မှာအပြည့်စုံကြားကြရမှာပါ။ဒါ့အပြင်21ရာစုပင်လုံညီလာခံမှာ Federal ပြည်ထောင်စုနဲ့ပတ်သက်လို့သဘောထားတွေကွဲပြားနေတဲ့အကြောင်းသတင်းပေးပို့ချက်ညီလာခံတက်နေတဲ့ရခိုင်မျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်နဲ့တွေ့ဆုံမေးမြန်းချက်တွေနဲ့အတူအပတ်စဉ်အစီအစဉ်တွေကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။အခုပထမဦးဆုံးဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင်။ 21ရာစုပင်လုံညီလာခံကိုတက်ရောက်လာတဲ့ UWSC ဝါပြည်သွေးစည်းညင်ညွေးအဖွဲ့ကိုယ်စားလှယ်တွေဟာဒီကနေ့ညီလာခံကိုဆက်မတက်တော့ပဲထွက်ခွာသွားပါတယ်။အစိုးရဘက်ကလေးလာသူအဖြစ်အတိအမှတ်ပြုတဲ့ဝင်ခွင့်ကပ်ပြားကိုပဲထုတ်ပေးတဲ့အတွက်ကြောင့်ကန့်သတ်ချက်အမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတယ်လို့ UWSC ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဦးညီရန်ကပြောပါတယ်။ RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းရမှာဦးညီရန်ကအခုလိုပြောတာပါ။ ကျွန်တော်ချက်ဝင်နေနေကြတာပထမအဆုံးပြောပြီးဒီကပ်ဝင်ပြီးကြတာဒီလာသူနည်းနည်းပြောတော့ပြောတော့သူတို့ကလဲပေးမယ်လဲပေးမယ်ဆိုပြီးညအထိတည်းလဲမပြေဘူးမုံကြီးအထိနောက်ရထပ်ထပ်တော့ဒီခဲဝင်မရဟိုခဲဝင်မရဟိုမှာတော့မရဘူးတမင်စားကွာဟိုစမျက်နာဘူးဘူးနေရတော့တန်တချက်တဲ့အမျိုးမျိုးဝါဖွဲ့ညီလာခံကနေထွက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးညီလာခံပူရဲကျင်းပရေးကော်မတီအတွင်းမှုဥခင်စောဦးကဒီကနေ့သတင်းမီဒီယာတွေကိုရှင်းပြရမှာတော့နားလည်မှုလွယ်တာဖြစ်တဲ့အကြောင်းပြောပါတယ် ကျွန်တော်မစခင်ပါဗျာအဲ့ဒီအချိန်မှာကတ်ရတဲ့အခါမှာကတ်ပေးမယ်လို့ပြောတော့ခင်ဗျားတို့ပဲကင်ထားလိုက်ပါတဲ့ကျွန်တော်တို့မယူသေးပါဘူးဆိုပြီးတော့မှဒီလိုပြောပါဒါလေလိလာသူဟိုကတ်ကိစ္စကိုဖြစ်ပါတယ်ဒါကတော့ကျွန်တော်ယူဆတာတော့မြန် understand ဖြစ်တာပေါ့နော် YWSA ဝါအဖွဲ့အားတခြားတိုင်းသားလက်နက်ကင်အဖွဲ့တွေနဲ့တနေရာထဲမှာတဲခိုတာမဟုတ်ပဲသူတို့အစီအစဉ်နဲ့ပဲတဲခိုတာဖြစ်တယ်လို့ဥခင်စောဦးကပြောပါတယ်အခုကျင်းပနေတဲ့21ရာစုပင်လုံညီလာခံကိုတိုင်းရင်းသားလက်နက်ကင်အဖွဲ့78ဘွဲ့ကိုကိုစားပြုတဲ့ကိုစလဲ200နီးပါးတက်ရောက်နေပြီး UWSA အဖွဲ့ကကိုယ်စားလှယ်ကိုဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ22ရာစုပင်လုံးကြီးလာကမှာ AA ရခိုင်တမရောတအံပလောင်လွတ်မြောက်ရေးတပ်ဦး TNL နဲ့ MNDAA ကိုကန့်အဖွဲ့တွေမပါဝင်တဲ့အတွက်ပြန်လည်သုံးသပ်ပေးဖို့နဲ့အပြစ်အခက်ရက်စဲတဲ့နေ့တနေ့ကိုသတ်မှတ်ပေးဖို့ဆန္ဒရှိကြောင်းရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကပြောလိုက်ပါတယ်။ ဒီကနေ့ကျင်းပတဲ့21ရာစုပင်လုံညီလာခံဒုတိယမြောက်နေ့မှာအနာဂတ်ဖက်ဒရယ်ပုံစံအပေါ်အဖွဲ့အသီးသီးကသဘောထားတွေတင်ပြဆွေးနွေးရမှာဒေါက်တာအေးမောင်ကပြောကြားခဲ့တာပါ။ NLAA MNDA တို့ကိုအမျိုးသားပြန်လည်ရင်ကြားစစ်ဖို့အတွက်စစ်မှန်တဲ့ပြည်ထောင်စုဆိုတဲ့မူကိုပြန်ချနိုင်ဖို့အတွက်အားလုံးဖိတ်ကိုနိုင်ဖို့ဒီညီလာခံကနေစ조사ပေးပါ။ဒီညီလာခံပြီးတဲ့နေ့မှာပြည်တွင်းစီရက်စီပြီးအမျိုးသားပြန်လည်ရင်ကြားစစ်ဖို့အတွက်အပြစ်ခတ်ရက်စီတဲ့နေ့တနေ့ကိုတတ်မှတ်နိုင်ပါစေလို့ကျွန်တော်တို့ရခိုင်မျိုးသားပါတီက ဆန္ဒပြုပါရဲအားလုံးကိုကျေးဇူးတင်ပါရခိုင်မျိုးသားပါတီကလိုလားတဲ့ဖက်ဒရယ်မူကိုစစ်နေရမှာအချုပ်ချာအာဏာဟာပြည်내တွေထံကနေဆင်းသက်ရမှာဖြစ်ကြောင်းနိုင်ငံတော်သမ္မတကိုတိုင်းရင်းသားတမျိုးစီကအလှည့်ကျပုံစံမျိုးတာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်းဖက်ဒရယ်တပ်မတော်ဟာပြည်နယ်တွေအပေါ်မှာအခြေခံရမှာဖြစ်ကြောင်းနဲ့အဲ့ဒီဖက်ဒရယ်တပ်ကိုသမ္မတအောက်မှာထားရှိရမှာဖြစ်ကြောင်းလဲဒေါက်တာအေးမောင်ကတင်ပြခဲ့ပါရရှင်။ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့မှာနိုင်ငံသား၃ဦးပါဝင်နေတဲ့အပေါ် မျိုးအမျိုးသားဒီမိုကရေစီပါတီကမနေ့ကကြေညာချက်ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။နိုင်ငံသား UCB ကော်မရှင်ဖွဲ့လုတ်ကင်မှာကိုဒေသခံတွေကမကြိုက်တဲ့အတွက်အခုလိုကန့်ကွက်တာဖြစ်တယ်လို့မျိုးအမျိုးသားဒီမိုကရေစီပါတီဥက္ကဋ္ဌဦးမြထွန်းကပြောပါတယ်။ပြည်တွင်းအရေးဖြစ်တဲ့အတွက်ကြောင့်ကော်မရှင်ကိုမြန်မာနိုင်ငံသားတိုင်းရင်းသားလူမျိုးပညာရှင်တွေနဲ့ပဲဖွဲ့စည်းတဲ့အကြောင်းနဲ့နိုင်ငံသားတွေပါဝင်ဖွဲ့စည်းထားတာကိုပြန်လည်သုံးသပ်ဖို့ကြေညာချက်မှာဖော်ပြထားပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်ဟောင်းကိုဖီအန်နန်ဥက္ကဋ္ဌဖြစ်တောင်းယူမဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကိုပြည်ပပညာရှင်၃ဦးနဲ့ပြည်တွင်းကပုဂ္ဂိုလ်၆ဦးစုစုပေါင်း၉ဦးနဲ့ဩဂုတ်လ24ရက်နေ့ကဖွဲ့စည်းခဲ့တာပါကော်မရှင်အနေနဲ့ရခိုင်ပြည်နယ်ဆိုင်ရာလေးလာတွေးရှိချက်တွေနဲ့အကြံပြုချက်တွေကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတဆင့်အစိုးရကိုတစ်နှစ်အတွင်းတင်ပြရမှာဖြစ်ပါတယ်ခင်ဗျာ ိုးတက်သောကရင်အမျိုးသားတပ်မတော် DKB လှုပ်ရှားရာကောင်းမူဒေသမှာပြုလုပ်နေတဲ့အစိုးရတပ်ရဲ့ထိုးစစ်တွေကိုစက်ပင်မာလာတပ်ရဲနေနောက်ဆုံးထားပြီးမရက်တရင် DKB ထိန်းချုပ်ဒေသအတွင်းစစ်မျက်နှာဖွင့်တိုက်ခိုက်သွားမယ်လို့ပိုချုပ်စောကျော်သက်ဦးဆောင်တဲ့ DKB ကအောက်ဂုလ31ရက်နေ့မနေ့ကအကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ DGB အဖွဲ့အနေနဲ့ငင်းငယ်ရေးလုပ်ငန်းစဉ်တွေမှာပါဝင်နိုင်မှုနိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်အပါအဝင်ငင်းငယ်ရေးအကျိုးဆောင်အငင်းစားဒုတိယဗိုလ်ချုပ်ကြီးခင်စောဦးကိုညှိနှိုင်းမှုစ조사ခဲ့ပေမဲ့စ조사လေတိုက်ခိုက်ခံရလေဖြစ်ကြောင်းလည်းကြေညာချက်မှာဖော်ပြထားပါတယ်။တိုးတက်သောကရင်အမျိုးသားတက်မတော် DGB ရာဗိုလ်ချုပ်ကြီးစောလာဘွယ်ဦးဆောင်တဲ့ဒီမိုကရေစီအကျိုးပြုတက်မတော် DGB အဖွဲ့ကနေခွဲထွက်ခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကပြန်လည်ဖွဲ့စည်းရမှာဥဆောင်သူတွေအဖြစ်ဗိုလ်ချုပ်စောကျော်သက် ပုံမှုချုပ်စောတိုင်းရွှေနဲ့ပုံမှုကြီးစောဆန်းအောင်တို့လည်းပါဝင်တယ်လို့သိရပါတယ်ရှင်။အော်တိုဘာလ18ရက်နေ့မှာကြာရောက်မယ်ရွှေအောင်တော်လိုင်း9နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပရည်အတွက်ကော်မတီ၄ခုကိုဒီကနေ့ဖွဲ့စည်းလိုက်ပါတယ်။ရန်ကုန်တိုင်းမင်္ဂလာတောင်ကျွန်းမြို့နယ်ကရွှေတောင်ကျောင်းတိုင်းမှာဒီကနေ့ကျင်းပတဲ့အစည်းအဝေးကနေကော်မတီတွေဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ရွှေဝါရောင်တန်ဃာတော်များကိုရဲ့ဦးဆောင်ဆရာတော်ဦးပန်တော်သားမိန့်ကြားပါတယ်မြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံရေးအင်အားစုတွေအားလုံးပါဝင်ပြီးတော့ ဒီဘွားကိုပြင်ဆင်နိုင်ဖို့အတွက်ကိုအဲ့လုပ်ငန်းစဉ်တွေအဲ့တော့ဒီဟာငားချက်ပဲသူကဒီနေ့အစီအစုံမချက်အရာအဖြေထွက်ပေါ်လို့ပေါ့အခုကျင်းပါမယ်နှစ်ပတ်လည်အခမ်းအနားကနေတိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့တိုက်ပွဲတွေရက်စဲပြီးခလေးငယ်တွေအေးအေးချမ်းချမ်းပညာသင်ကြားနိုင်ဖို့နဲ့ဘာသာရေးပဋိပက္ခတွေမဖြစ်အောင်အစိုးရကဆောင်ရွက်ဖို့စတာတွေတောင်းဆိုဖို့လည်းသဘောတူခဲ့ကြပါတယ်ပြီးခဲ့တဲ့2008ခုနှစ်က မြန်မာနိုင်ငံအနှံ့မှာရှိတဲ့တန်ကားတွေကစစ်အစိုးရကိုတပိတ်မှောက်ပြီးပတ်တာနေကုစနာကန်ဆောင်ခဲ့တဲ့အော်တိုဘာလ16ရက်နေ့ကိုရွှေဝါရောင်တော်လိုင်းနေဖြစ်သမှတ်ပြီးနှစ်ပတ်လည်နေ့အခမ်းအနားတွေကျင်းပတာဖြစ်ပါတယ်ခင်ဗျာစကိုင်းတိုင်းဟ ோம் လင်းမြို့နယ်ခန်းဒီမြို့အနီးတစ်ဝိုက်မှာချင်းတွင်းမြေကြီးတွေမဲနေတာကြောင့်တက်ခွဲစစ်ဆေးကြည့်ရမှာခဲတဲ့အများပြားပါဝင်နေတဲ့အတွက်တောက်သုံးမှုမတင်ကြောင်းသတိပေးထားတယ်လို့သိရပါတယ် ညရေထဲမှာခဲပါဝင်မှုနှုံဟာရေထဲမှာပြုံဝင်ရမယ်နှုံထားတဲ့အစတရာကြောင့်များနေတာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့စကိုင်းတိုင်းဝန်ကြီးချုပ်ရဲ့ကိုရီးအရာရှိဦးတန်းထီကပြောပါတယ်သမားပေါ်ဝင်နေဦးဒီထနာရဲ့ report ပေါ့သူကကျွန်တော်ခဲပါဝင်မှုဟာဒီထဲမှာတမန်ပြောဝင်ရမယ်နှုံထားတဲ့အစတရာကျော်ပေါ့မြောင်များစွာပူပါနေတာကိုသိရတယ်တဲ့ဒါကြောင့်ဘယ်လိုမှတော့သုံးရမသိမှဘူးအန္တရာယ်ရှိနေမှာလေလို့ပြောတာပေါ့ဒါအင်တာဆိုရင်ရတဲ့အနေထားပါလို့ပြောပါတယ် ဟုံးမလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပေးပို့တဲ့မြေရည်နမူနာကိုမန္တလေးဓာတ်ခွဲခန်းမှာစစ်ဆေးခဲ့ရမှာအခုလိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။နောက်ထပ်မြေရည်နမူနာတွေကိုလည်းဓာတ်ခွဲစစ်ဆေးသွားမှာဖြစ်ပြီးတော့ချင်းတွင်းမြစ်ထဲကိုရေမဲတွေစတင်စီးဆင်းခဲ့တဲ့နန်စလင်ချောင်းကိုလည်းတွားရောက်စစ်ဆေးမယ်လို့ဦးသန်းထီကပြောပါရယ်။ဟုံးမလင်းခန်းဒီဒေသဘက်မှာပြီးခဲ့တဲ့နှစ်နှစ်လောက်တုန်းကလည်းအခုလိုအမဲရောင်ရေတွေစီးဆင်းခဲ့ဘူးတယ်လို့ဒေသခံတွေကပြောပါရယ်ရှင်။ဒီခိုင်းပြည်နယ်မောင်တော့မြို့နယ်မှာကာလတန်ဖိုးစက်သိန်းပေါင်း1400ကျော်ရှိတဲ့ WY စာတမ်းပါစိတ်ကြွဆေးပါ9သိန်းကျော်ဖမ်းဆီးရမိခဲ့ပါတယ်။မင်းညကဖမ်းဆီးမိသူထံကနေသတင်းဆက်ဆက်မှုအရဒီကနေ့တော့လာသာရွာကနေတအိမ်မှာမွေးဆေးတွေထပ်ပြီးဖမ်းမိခဲ့တာဖြစ်တယ်လို့မောင်တော်ခရံရဲတပ်ဖွဲ့မှုညံဝင်းဦးကပြောပါတယ်။အော်ဆက်စမှုရှိရပါအဲ့ဒီမနေ့ကတို့ဝါဘော်ရီတေခန်းကနေပြီးတော့သူကဒီနေ့ဖမ်းတဲ့ကျွန်တော်လက်တာရွာဘက်ကိုသူကပညာကပို့မယ်ဆိုပြီးတော့အဲ့ဒီဂွင်းချက်လေးရလို့လေသူ့အိမ်ကိုကျွန်တော်မတင်ကားလို့ဝင်ခွဲဖြစ်တဲ့ခါမှာကျတော့လူတော့တောင်းမှာ အဲ့မတွေ့ဘူးမတွေ့တော့ကြတူအောင်ခွက်နဲ့ကျွန်တော်တို့ကကြီးရွာကကျွန်တော်အုတ်ချုပ်ရေးတောင်ငါဒီပိုင်းနဲ့ကျွန်တော်တို့ရှာဖွေပုံစံနဲ့တိတ်ပြီးတော့အဲ့လိုအမှုပွင့်တာပေါ့လေမနေ့ကမောင်တော်မျိုးပေါ်မှာတရင်အရကားတွေကိုရှာဖွေစစ်ဆေးရကနေမွေးရစီအလုံးပေါင်း3သိန်းကျော်နဲ့တဲဆောင်သူနှုတ်ကိုဖမ်းဆီးမိခဲ့ပြီးတရင်ဆက်ဆက်မှုအရာဒီကနေ့လာတာကြီးရွာကအိမ်တိန်ကိုတောရောက်စစ်ဆေးတဲ့အခါမှာတော့စိတ်ကြွဆေးပြား4သိန်းကျော်ထပ်ပြီးဖမ်းမိခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့အော်ဂိုလာ23ရက်နေ့ကလည်းမောင်တော်မျိုးနယ်မှာ WY စိတ်ကြွဆေးပြား3သိန်းခွဲကျော်ဖမ်းမိခဲ့ပါတယ် အစိုးရရဲ့ရက်တရစီမံချက်အရပြီးခဲ့တဲ့မေလနဲ့ဇော်လနှစ်လအတွင်းရခိုင်ပြည်နယ်ကဘူးတီတောင်မောင်တော့နဲ့မြို့နယ်တချို့မှာ WY စိတ်ကြွဆေးပြာစုစုပေါင်း73သိန်းကျော်ဖမ်းမိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာထိုင်းနိုင်ငံသားတယောက်ကိုလူမှောင်ကိုဂိုင်းကောင်းဆောင်တအူအဖြစ်ထိုင်းတရားရုံးကဆုံးဖြတ်ပြီးမနေ့ကထောင်ဒဏ်35နှစ်ချမှတ်လိုက်ပါတယ် ရိုဟင်ဂျာ68ယောက်ခိုးသွင်းလာမှုနဲ့ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလကဖမ်းဆီးမိခဲ့တဲ့ဆူနန်စန်တော်ဆိုတဲ့သူကိုထောင်ဒဏ်35နှစ်နဲ့ငွေဒဏ်ဒေါ်လာ16000ချမှတ်လိုက်တာပါဒီမှုနဲ့ဆက်နွယ်ပြီးတော့လူ2ယောက်ကိုလည်းထောင်ဒဏ်တစ်နှစ်ခွဲစီချမှတ်လိုက်ပါတယ်ဆူနန်ရဲ့ဗန်စင်းလေးကိုလူမှောင်ကိုဂိုင်းတွေကငွေလှဲထားတဲ့အထောက်အထားတွေစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်ထိုင်းရဲတပ်ဖွဲ့ကလူမောင်ခိုတဲလာတဲ့ကား၅စီးကိုဖမ်းဆီးမိခဲ့ရမှာတော့တချို့ကကားထဲမှာမုန်းချက်ပြီးသေဆုံးနေတာတွေတွေ့ရပါတယ် ရဝင်ကြားကလေးအယောက်40ကျော်ကိုလည်းတွေ့ခဲ့ရတယ်လို့တရားရုံးမှာသက်သေထွက်ဆိုခဲ့တဲ့အာရှလူခွင့်ရေးကော်မရှင်ကပြောပါရယ်။ထိုင်းအစိုးရဟာပြီးခဲ့တဲ့နှစ်ကစပြီးလူမှောင်ကိုကုန်ကူးမှုနှိမ်နင်းရေးကိုစီမံချက်နဲ့ဆောင်ရွက်ခဲ့ရမှာလူမှောင်ကိုဂိုင်းတွေကသူတို့ခေါ်လာတဲ့သူတွေကိုပင်လယ်ထဲမှာပြစ်ထားခဲ့တာတွေတောတွေကလျှို့ဝှက်နေရာတွေမှာထားခဲ့တာတွေတွေ့ရှိခဲ့ရတယ်လို့လည်းသိရပါရယ်ရှင်။ RFA မြန်မာပိုင်းအစီအစဉ်တွေကိုရေဒီယိုနဲ့ရုပ်မြင်သံကြားကနေတပြိုင်တည်းထဲထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။အခုတစ်ခါမှာတော့သတင်းပေးပို့ချက်တွေစက်တိုက်ထုတ်လွှင့်သွားမှာပါ။နေပြည်တော်မှာကျင်းပနေတဲ့21ရာစုပင်လုံညီလာခံကိုတက်ရောက်လာတဲ့ UWSA ဝါပြည်သွေးစည်းညင်ညွေတက်မတော်ကကိုယ်စားလှယ်အဖွဲ့ဟာညီလာခံကိုဆက်မတက်တော့ပဲထွက်ခွာသွားပါတယ်။ဒီအကြောင်းကိုတော့ကျွန်တော်တို့ RFA သတင်းတော့မဝင်မှာထုတ်ဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာ။ဝါပြည်သွေးစည်းညညွေတက်မတော်ကကိုစလေကိုဦးဟာ21ရာစုပင်လုံညီလာခံကိုဆက်မတက်တော့ပဲ ဒီကနေ့ပြန်ထွက်ခွာသွားခဲ့ကြပါတယ်ကိုယ်စလဲအဖွဲခေါင်းဆောင်ဖြစ်သူဦးညီရန်းကညီလာခံတက်ရောက်ခွင့်ပြုထားတဲ့ကပ်ပြားအစစ်မပြေတာကနေ မတက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့အခုလိုပြောပါတယ်ကျွန်တော်ချဝင်နေနေကြပထမအောင်ဆုံးပြောပြီးဒီကပ်ဝေးပေးကြတယ်ဒီလာသူနေနေပြောပြောတော့သူတို့ကလဲပေးမယ်လဲပေးမယ်ဆိုပြီးညအထိတည်းလဲမပေးဘူးမိုးကြီးနောက်ရထပ်ထပ်တဲ့ဒီခဲဝင်မရဟိုခဲဝင်မရဟိုမှာတော့မရဘူးအမင်းစားကွာဟိုဆမျက်နာဘူးဘူးနေရတော့စန်တက်ချက်တဲ့အမင်းမျိုးဟိုအတမျိုးပြောတယ်နားတယ်မှုလွဲတာဆိုသူတို့အချင်းချင်းနဲ့တော့ကလုံးနေတာကပ်ဝေးပေးကြကျွန်တော်တို့အချင်းချင်းထောက်ပြီးပြီး ညီလာခံအကျိုးပြင်ဆင်ကော်မတီအဖွဲ့ဝင်တွေကဝါအဖွဲ့ပြန်လည်ထွက်ခွာသွားတာနဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေကိုရှင်းပြခဲ့ပါတယ်။ညီလာခံပူရဲကျင်းပရေးကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ဒေါက်တာစလိုင်းလျံမုံစခေါင်းကပြန်သွားကြတဲ့ဝါကိုယ်စားလှယ်တွေအတွက်လှုံ့ဆော်ပေးခဲ့ပုံတွေကိုအခုလိုရှင်းပြပါတယ်။တန်တူယူတူဖွင့်ရေးပေးပြီးတော့သူတို့ကလည်းစီစုံမှနေရာပေးတယ်သူတို့တောင်းဆိုတဲ့အတိုင်းကျွန်တော်တို့ဆောင်ရွက်တယ်ဆိုတာကျွန်တော်ထပ်ပြီးတော့ confirm လုပ်ချင်တယ်ပြီးတော့သူတို့ကိုတရားဝင်ဖိတ်တယ်ဆိုတာလည်းကျွန်တော် ထပ်ပြီးတော့အတီးပြုတ်ပြီးတော့ပြောချချင်တယ်တော်တော်ဒီကြားသေးမှာအနေနဲ့နားလေမှုတွေမှုတခုရှိတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့သိရတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့တိုင်းရင်းသားလေးနဲ့ကန်တော်လိုင်းရဲ့ဖွေးစီအားလုံးကအားကစားကြွာအဆောင်လေးမှာကျွန်တော်တို့အားလုံးဝိုင်းပြီးတော့တည်ရပါတယ်ဆိုတော့သူတို့လာတဲ့ခါကျတော့အဲ့ဒီမှာလာမတည်ဘူးလာမတည်တဲ့ခါကျတော့ဒီဟာကိုတိုင်းရင်းသားလေးနဲ့ကန်ဖွေးစီအားလုံးကဒီကတ်လေးပေါ့လေလေရွှေကတ်တဲ့ဟာကျွန်တော်တို့ကယူသွားတယ်ယူသွားပြီးတော့အဲ့ဒီမှာထားတယ် ဆိုတော့သူတို့နှုတ်မှလာတဲ့ခါကျတော့သူတို့ကအစိုးရဖက်ကိုတောင်းတယ်သူတို့လူချင်းကသူတို့ဝင်ဖို့အတွက်ဝင်လို့ရအောင်ကတ်အာယူချင်တယ်ဆိုတဲ့ခါကျတော့သူတို့ကမန်ကတန်းဆောင်ရွက်တဲ့ခါကျတော့မနစ်ပိုင်းမှာပဲသူတို့ကတေးတဲ့နေရာလေးတခြားမှာရှိတယ်အစိုးရကလည်းတခြားဟိုဆောင်ရွက်ပေးတဲ့ခါကျတော့ကမန်ကတန်းနဲ့ဒီရုပ်ပေးမှာအစိုးရဖက်ကသူတို့ဆောင်ရွက်ပေးတာလူချုပ်ကြီးခင်ဇော်ဦးကဆင်ပြပါလိမ့်မယ်ကော်မတီရဲ့အတွင်ရင်မှုဗိုလ်ချုပ်ကြီးဟောင်းဦးခင်ဇော်ဦးကလည်း နားလည်မှုလွဲတာဖြစ်ကြောင်းနဲ့သူတို့လှုပ်ဆောင်ပေးခဲ့တာတွေကိုအခုလိုရှင်းပြပါတယ်။အဝကိုယ်တလဲဖွဲ့တက်မယ်ဆိုတဲ့သတင်းကိုကျွန်တော်ရပါတယ်။ဒါပေမဲ့ရောက်ရှိလာတဲ့အခါမှာနံပါတ်1ဘယ်မှာတဲမလဲဆိုတာကိုကျွန်တော်တို့တဲဝင်မသိပါဘူး။သူတို့သူတို့အဆင်ပြေတဲ့ဟိုတယ်ကမှတဲပါတယ်။တဲပြီးတော့မှအဲဤကိုယ်စလိုက်နဲ့ဆက်သွယ်ရမယ်ဆိုတဲ့ဟာကိုသူတို့သိခြင်းသိသလားမသိဘူးလားဒါတော့ကျွန်တော်တို့သိချာမသိပါဘူး။အဲ့တော့ညနေပိုင်းအထိကိုသူတို့မရသေးတဲ့အခါမှာကျွန်တော်တို့ပူပေါင်းနဲ့ချိတ်ဆက်တဲ့အခါမှာကျွန်တော်စီမှာတော့ လေးလာသူကတ်ရှိတယ်။မနက်ပိုင်းဝင်လို့ရအောင်တော့လေးလာသူကတ်ကိုကျွန်တော်တို့ခဏပေးမယ်။မနက်ပိုင်းကျရင် EO တွေနဲ့ဆက်သွယ်ပြီးတော့သူတို့ကတ်ကိုကျွန်တော်တို့တောင်းပေးမယ်ဆိုပြီးတော့ပြောပြီးတော့မှအချင်းတွေကိုပြောပြတယ်။ခင်ဗျားတို့ကတော့ဟိုပြီးအခုမှရောက်လာတော့ကျွန်တော်တို့ဒီမှာတော့အတိုင်းသားလက်နဲ့ကိုင်ကိုယ်စလေကိုပေးလိုက်ပါပြီ။အဲကျွန်တော်တို့ကလောလောဆယ်လေးလာသူကတ်ပဲကျွန်တော်တို့လက်ထက်မှာရှိတော့ဒီကတ်ကိုလည်းပဲခဏဝင်ပါမနက်ခံလဲပေးပါမယ်ဆိုပြီးတော့ request နဲ့ 30ပြည့်နှစ်ဒီကဖွင့်ပွဲအခမ်းအနားပြီးတဲ့ချိန်မှာကျွန်တော်နဲ့လည်းတွေ့ပါတယ်ကျွန်တော်ပြောပါတယ်တို့လိလာသူကဖြစ်နေတယ်စကားပြောလို့မရဘူးလားရတယ်ခင်ဗျားတို့လိလာသူမဟုတ်ပါဘူးခင်ဗျားတို့ကတင်းမြစ်ကြက်ပြစ်ဟိုကျွန်တော်ဖိတ်ထားတဲ့သူတွေဖြစ်တယ်မနေ့ကဒီဝင်မှုထွက်ဖို့အလွယ်အောင်ဆိုတော့ဒီကပေးထားခြင်းဖြစ်တယ်ဒီနေ့လည်းပိုင်းမှာကျွန်တော်သက်ဆိုင်သူနဲ့ဆက်သွယ်ပေးပြီးတော့မှကပ်ကိုပြန်လဲပေးမယ်ဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းတို့ပြောပါတယ် ညီလာခံတက်ရောက်နေတဲ့ပအို့လွမြောက်ရေးအဖွဲ့ချုပ် PNNO ရဲ့နိုင်ရကဖြစ်သူဘုံမူးကြီးခွန်အောက်ကကပြန်သွားတဲ့သူတွေဟာညီလာခံဖွင့်ပွဲတာတက်ရောက်တာဖြစ်ပြီးကိုယ်စလဲခြံထားခဲ့တယ်လို့အခုလို့ပြောပါတယ်ဖွင့်ပွဲအတွက်ပဲဖွင့်ပွဲပြီးရင်တူတောင်ပြီးပြီလေဖွင့်ပွဲပြီးရင်တူတောင်ပြီးပြီဒါကြောင့်ဖွင့်ပွဲအတွက်ညီသူပြီးတော့လာတဲ့ခေါင်းဆောင်တွေကတော့ပြန်တယ်ဒီမှာစီဝေးတက်ဖို့အတွက်ခြံထားတဲ့အဲဒီကိုယ်စလဲအဖွဲ့တွေကတော့ဆက်ရှိမှာပေါ့ ဝါအဖွဲ့ကပြောရမှာသူတို့တက်ရောက်တာ9ဦးဖြစ်ပြီးသူတို့အားလုံးပြန်သွားကြတာဖြစ်တယ်လို့ RFA ကဆက်သွယ်မေးမြန်းချိန်မှာသူတို့ဟာမန္တလေးကိုရောက်ရှိနေပြီဖြစ်ပါတယ်။၂၁ရာစုပင်လုံညီလာခံဖွင့်ပွဲအခမ်းအနားနေ့မှာတက်ရောက်သူ1400လောက်ရှိပြီးတိုင်းဒါလက်နက်ကင်အဖွဲ့18ဖွဲ့ကိုကိုစားပြုတဲ့ကိုစလဲအရေးအတွက်200လောက်ရှိတယ်လို့သိရပါတယ်ရှင်။မဝေမာထွန်တင်ပြခဲ့တာပါရှင်။ 21ရာစုပင်လုံကြီးလာကအစည်းအဝေးကိုနေပြည်တော်အပြည်ပြည်ဆိုင်ရာ convention center မှာဒီကနေ့ဆက်လက်ကျင်းပရမှာတော့အနာဂတ် federal ပြည်ထောင်စုကိုဘလို့ပုံစံမျိုးသွားတဲ့လဲဆိုတာနဲ့ပတ်သက်ပြီးတပ်ဖွဲ့ချင်းဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းတော်ကိုဝင်းကိုလက်ကကောက်နှုတ်တင်ပြပါလိမ့်မယ်ရှင်။ရေပုံရအားဖြင့်မြန်မာနိုင်ငံပြည်တွင်းစစ်ချုပ်ငြိမ်းပြီးငြိမ်းချမ်းရေးရဖို့ရမှာ democracy federal ပြည်ထောင်စုစနစ်ကိုတိဆောက်ရမယ်ဆိုတာတတ်မတော်အပါအဝင်နိုင်ငံရေးပါတီအားလုံးဟာလက်ခံထားကြပြီးဖြစ်ပါတယ်။ သို့တော်လဲဘယ်လိုဖက်ဒရယ်လဲဆိုတဲ့အပေါ်မှာသဘောထားကြီးကြီးမားမားကွာဟနေတာကိုဒီကနေ့အဖွဲ့အစည်းအသီးသီးကဆွေးနွေးရမှာတွေ့ရှိရပါတယ်။ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတင်သွင်းတဲ့သဘောထားမှာလက်ရှိ2008ဖွဲ့စည်းပုံဟာဖက်ဒရယ်အခြေခံမူပေါင်းတွေကိုတွေ့ရတယ်လို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဗဟိုအလုံးအမှုဆောင်အဖွဲ့ဝင်ဥမြင့်စိုးကဆွေးနွေးခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့2008ဖွဲ့စည်းပုံဟာလုံလောက်လောက်အဲ့လားဖွဲ့စည်းနိုင်မှုလုံလောက်လောက်ရှိပြီးတော့အာဏာခွဲဝေကျင့်သုံးမှုမှာစာဦး ဆောင်ရွက်ပေးထားကြောင်းတွေ့ရှိရပါတယ်။ဆက်လက်ပြီးတော့မှတိုင်းရင်းသားပြည်လုံးရဲ့နိုင်ငံရေးဆွေးနွေးမှုကိုဘုံသဘောတူညီချက်များရရှိတဲ့အခါမှာအာဏာခွဲဝေကျင့်သုံးမှုပိုင်းကိုအသေးစိတ်ညှိနှိုင်းအဖြစ်ထုတ်ကျင့်သုံးသွားမယ်ဆိုရင်ပက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကျင့်သုံးရေးဟာလက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မယ့်အခြေခံကောင်းများရှိနေကြောင်းတွေ့ရမှာဖြစ်ပါတယ်။တမရော့ရဲ့ကိုယ်စားလှယ်ဆွေးနွေးရမှာ2008ဟာဖက်ဒရယ်ရဲ့ဝိသေသများစွာပါဝင်ကြောင်းလူမျိုးနဲ့ပက်ထိုယီပေါ်ခြေခံတဲ့ဖက်ဒရယ်ဖြစ်တဲ့ကြောင်းလက်ရှိ ိုင်းနဲ့ပြည်နယ်၁၄ခုကိုပဲလက်ခံတယ်ဆိုတာမျိုးနှီးပြူဟာမူဘုံမူကြီးတက်နိုင်အေးကဆွေးနွေးပါတယ်ကျွန်တော်အနေနဲ့တိုင်းရင်းသားများရဲ့ဒန်းတူခွင့်ရေးဆိုင်ရာများအနေနဲ့တပီးတရားတော်မှာဖြစ်ပါတယ်တိုင်းရင်းသားအားလုံးဒန်းတူညီများမှုတရားမတမ်းမှုရှိရဒီမိုစီနဲ့ပြည်တော်စုစနစ်ကိုဤဆောင်ရေးဆိုတဲ့အချက်နဲ့ဆက်လီးပြီးခေတ်တော်စနစ်များမှာတွေ့ရလေရှိတဲ့ဝိသေသလက္ခဏာတစ်ခုကတော့ပြည်နယ်များကိုကိုစားပြုတဲ့တော်တော်တရက်မြန်မာနိုင်ငံမှာဆိုရင်တော့ဒါကမြေသားတော်တရက်ကို ပါလီမန်တတော်လို့ခေါ်တဲ့မြန်မာနိုင်ငံမှာပြည်သူတော်မှာဖျက်သွင်းထားတာကိုတွေ့ရပါတယ်မြန်မာနိုင်ငံမှာနိုင်ငံတော်ကိုဖျက်ဆီးထားတဲ့ပြည်နယ်များတိုင်းဒေသကြီးများအကြားအရွယ်အစားပမာဏကွာဟမှုဟာ25ဆပြင်ရှိစေကမှုမြို့သားတတော်မှာတိုင်းဒေသကြီးနဲ့ပြည်နယ်များအလုံးကိုယ်စားလှယ်ဆက်နွယ်ဦးစီဖြင့်ဒါဒန်းလူကိုစားပွဲကွင်းရနေတာကိုတွေ့ရမှာဖြစ်ပါတယ်ရခိုင်မြို့သားပါတီကိုစားဥက္ကဋ္ဌဒေါက်တာအေးမောင်ကတင်ပြပါတယ်2008ဖွဲ့စည်းပုံဟာစစ်အာဏာရှင်အောက်ကလွတ်ပြီး ဒီမိုကရေစီလမ်းစာပြန်တွေးတဲ့အဆင့်သာရှိကြောင်းဆွေးနွေးပါတယ်။ပြည်သားများအားလုံးတန်းတူရေးနဲ့အမျိုးသားကိုယ်ပိုင်ပြတ်ထန်းပိုင်ခွင့်အပြစ်ဝါပါရှိသောဖက်ဒရယ်ဖွဲ့စည်းပုံခြေခံဥပဒေကိုပြတ်ထန်းရေးဆွေးရမည်။လေးစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုနှစ်တာရနဲ့အငြိမ်းဗဟိုဆိုးရနဲ့ပြည်နယ်ဆိုးရတို့ကြားအာဏာခွဲဝေကျင့်သုံးရမည်။ငါထိုကဲ့သို့အာဏာခွဲဝေကျင့်သုံးရတွင်ဗဟိုဆိုးရကကိုယ်စားပြုကျင့်သုံးခွင့်ရသောဖက်ဒရယ်ပြည်ထောင်စုတစ်ခုလုံး၏အချုပ်အခြာအာဏာသည်ပြည်နယ်များထံမှဆင်းသက်စီးဆင်းခြင်း ဖြစ်သည်ဟူသောအခြေခံမှုနှင့်ဖက်ဒရယ်ပြည်ထောင်စုလေပတ်ဖြစ်တည်စည်းနိုင်ရန်အတွက်ပြည်တွင်များကဗဟုဆိုးရသောခွေးဝေအနှင်းပေးသောအာဏာများမှလွေး၍ကြံသောကျွင်းကြံအာဏာများအားလုံးသည်ပြည်တွင်များ၌တည်သည်ဒီဟူသောအခြေခံမှုနှစ်ရက်တော့အရာအာဏာခွေးဝေကျင့်သုံးခြင်းဖြစ်ရမည်။ရှန်တိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SND ကိုစားစိုင်းထွန်းအေးကဆွေးနွေးရမှာ2008ကိုလက်မခံဘဲဖွဲ့စည်းပုံအစ်စ်ရေးဆွဲရမယ်ဆိုတာမျိုးတင်ပြပါဗါတယ်။2008ဟာ တပ်မတော်ကိုအခွင့်ဒုက္ခပေးထားတဲ့ဖွဲ့စည်းပုံသာဖြစ်ကြောင်းအခုလိုတင်ပြပါဗျ။ပြည်သူလူထုပေါ်အာဏာနဲ့အတင်းအကျပ်အတည်ပြုစေခဲ့တဲ့2008ဖွဲ့စည်းပုံခြေခံဥပဒေဟာလည်းပြင်ဆင်ရန်အလွတ်အလွန်ခက်ခဲတဲ့ဥပဒေဖြစ်နေတယ်လို့တိုင်းနာပြတနာကိုပုံမှန်ရှုပ်ထွေးစေတဲ့အခြေခံဥပဒေဖြစ်ပါတယ်။2008ဖွဲ့စည်းပုံခြေခံဥပဒေကတပ်မတော်ကိုအထူးအခွင့်အရေးပေးထားတယ်လို့တပ်မတော်ကလည်း2008အခြေခံဥပဒေအား ကာကွယ်နေတဲ့အခြေအနေအောက်မှာတိုင်းသားတွေအတွက်အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြတ်တန်းခွင့်ရရှိရေးဟာလက်နက်ကင်တပ်ဖွဲ့ရဲ့လွှမ်းမိုးမှုခံရလျက်ရှိပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေမှာတိုင်းသားတွေရဲ့အခွင့်အရေးများကိုလုံလောက်စွာ ပြတ်ထမ်းထားခြင်းတိုင်းသားတွေလူလားတဲ့ပင်လုံစာချုပ်ပါဂရိကဝတ်များသဘောတူညီချက်များကို မမှန်ကန်ကန်နဲ့တိတိကျကျထည့်တွင်းအကောင့်ထဲပေါ်နိုင်ခဲ့ခြင်းမရှိတဲ့အတွက်ကြောင့်လက်နက်ကင်ပဋိပက္ခတွေဟာ ခြုံငိမ့်သွားခြင်းမရှိခဲ့ပါ။ဒါကြောင့်တိုင်းနာပြည်သူလူထုတက်လုံးရဲ့ဆန္ဒကိုအလေးထားတဲ့ဖွဲ့စည်းပုံခြေခံဥပဒေတရပေါ်ထွန်းလာရေးဟာအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။မိုင်းလာအဖွဲ့ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်နဲ့တက်မတော်ကာကွယ်ရေးဦးစည်းချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့မနေ့ကပြောသွားတဲ့ NCA ကိုအခြေခံပြီးဆက်သွားရမယ်ဆိုတာကိုထောက်ခံလိုက်ပါတယ်။ဒါအပြင် NCA တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ်မှာပါတဲ့အတိုင်း တက်တွေနယ်မြေခွဲခြားသတ်မှတ်ရေးတွေမရှိတဲ့အတွက်တိုက်ပွဲတွေဖြစ်နေရတယ်လို့ပြောပါတယ်။ငင်းညာရေးရှိမှတိုင်းပြည်တိုးတက်မှာဖြစ်ကြောင်းအခုဆိုရင် မိုင်းလာမှာတိုးတက်နေပြီဖြစ်ကြောင်းဆွေးနွေးပါတယ်။27ပင်လုံပြီးရင်6လတကြိမ်နိုင်ငံရေးဆွေးနွေးပွဲတွေဆက်လက်ပြုလုပ်ကြမှာဖြစ်တဲ့အတွက်အခုလိုမတူညီတဲ့သဘောထားတွေကိုဆက်လက်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်ခင်ဗျာ။ RFA မြန်မာပိုင်းအစီအစဉ်တွေထုတ်လွှင့်နေတာပါ22ရာစုပြည်လုံးညီလာခံဒုတိယနေ့မှာအနာဂတ်ဖက်ဒရယ်မူနဲ့ပတ်သက်ပြီးတမ်မရွန်နဲ့တိုင်းရင်းသားပါတီတွေဆွေးနွေးခဲ့တဲ့အခါမှာကွာဟမှုတွေတွေ့ရှိခဲ့ပါတယ်ပြည်နယ်တွေကိုအာဏာပိုထားမယ်လို့ဆွေးနွေးခဲ့တဲ့ရခိုင်မျိုးသားပါတီကဒေါက်တာအေးမောင်ကို RFA သတင်းတော့ကိုမျိုးတန့်ခိုင်မြင်မြန်လာတာနားဆင်နိုင်ပါပြီခင်ဗျာဖရမူကိစ္စနဲ့ပတ်သက်ပြီးတော့တချို့ဆွေးနွေးတဲ့အချက်လက်တွေမှာပေါ့နော်ဒီတိုင်းရင်းသားတွေဘက်ကဒီရှစ်ပြည်နယ်ဆိုတဲ့ဟာမျိုးဟို တတ်မှတ်ဖို့ဆိုတဲ့ဟာမျိုးဆွေးနွေးတဲ့အချိန်မှာဒီတက်မတော်ဘက်ကဒီတင်ပြတဲ့ဟာမှာအနည်းငယ်လေးကွဲလွဲမှုတွေရှိနေတယ်လို့ကြားရပါတယ်ဆရာအဲ့ကိစ္စလေးနည်းနည်းသိပြစီဆရာတို့ရဲ့သဘောထားကဘယ်လိုရှိပါလဲခင်ဗျကျွန်တော်တို့တော်ရကလူမျိုးကိုအခြေခံတဲ့အမျိုးသားပြည်နေဟုတ်ပြီနော်အဲ့တော့လူမျိုးကိုအခြေခံတဲ့အမျိုးသားပြည်နေဆိုရင်လူမျိုးနွေစုကြီးချစ်ခုရှိတာပေါ့ဗျာအဲ့တော့အဲ့တော့ရှစ်ခုတီးနဲ့ပြီးသွားမှလားဆိုတာတခုရှိမှာပေါ့နော်အဲ့တော့ရှစ်မျိုးຫນွေစုမှာဗမာပြည် အကြီးဆုံးသောလူမျိုးနွယ်စုဖြစ်တယ်။ဦးတိုင်းခုနှစ်ခုယူထားတယ်။နော်။အဲ့တော့တိုင်းခုနှစ်ခုယူထားတဲ့အခါမှာဗမာပြည်လည်းပဲတခြားတိုင်းရင်းသားများကိတ္တုတခုတည်းသောပြည်နယ်ကိုယူသင့်တယ်ဆိုတဲ့သဘောသွားတယ်။အဲ့ဒီအခါမှာလူမျိုးနွယ်စုကြီးတွေအတွင်းမှာပဲလူမျိုးတခုပြည်နယ်တခုအဖြစ်ရပ်တည်တဲ့လူမျိုးတွေကလည်းခေတ်ကာလကြာလာတဲ့အခါမှာသူဟာနော်ဒါပို့ထွန်းလာတာပို့ဗျာ။ နေမြေရှိမယ်စာပေရင်ကျင်းမှုရှိမယ်နောက်ခံတမိုင်းကြောင်းရှိမယ်စီးပွားရေးနော်ပြည်လေတဲ့နော်ဒါအနေထားတစ်ခုရှိမယ်ဆိုရင်သူ့ရဲ့ criteria တစ်ခုရနော်ပြည်နေအစ်စ်တို့လည်းပို့ထွန်းလာနိုင်တယ်အဲဒါကြောင့်ကျွန်တော်ကပုံတင်ရှစ်ပြည်နေဆိုတာကိုမကင်ထားဘူးအဓိကအမျိုးသားပြည်နေများဖြင့်ဖွဲ့စည်းတဲ့ပြည်ထောင်စုကိုတည်ဆောက်ရမယ် ်အခုပြည်နယ်တက်မှတ်တဲ့နေရာမှာပေါ့နော်ပြည်နယ်တွေလိုတက်မှတ်ပြီးရင်ဒီအုတ်ချုပ်ရေးပိုင်းပေါ့အုတ်ချုပ်ရေးပိုင်းမှာဒီဥမာဆိုရင်ဒီရဲတပ်ဖွဲ့ကိုဒီပြည်နယ်ရဲ့အုတ်ချုပ်ရေးမှူးအောက်မှာပဲထည့်သွင်းရေးထည့်မထည့်သွင်းရေးဆိုတဲ့ဟာမျိုးမှာလည်းနည်းနည်းလေးအကျဉ်းနဲ့ဆွေးနွေးရတာလေးရှိနေတယ်လို့လည်းသိရပါတယ်အဲ့ဒီပုံမှာဆရာသိချင်ပါတယ်ခင်ဗျဘယ်လိုသဘောထားရရှိလဲဗျအဲ့ဒီလောက်ဆွေးနွေးရတဲ့အဆင့်ကိုမရောက်သေးဘူးအခု2008အရဆိုရင်ခင်ဗျားတို့ရစ်တက်ဖွဲ့ဒီလက်နက်ကင်ဖွဲ့စည်းများရဲ့အကြီးကြီးဟာနိုင်ငံတော်ရဲ့ကာကွယ်ဦးစီးချုပ်ဖြစ်နေတယ်။အဲ့တော့တပ်မတော်ရဲ့အောက်မှာရစ်တက်ဖွဲ့ရှိတယ်။ အဲ့တော့ကျွန်တော်တို့ကရစ်တပ်ဖွဲ့ကိုစဉ်းစားတဲ့အခါမှာတရားဥပဒေစိုးမိုးဖို့အတွက်နော်ဥပဒေများကိုထိန်းချောင်းဖို့အတွက်နော်အမျိုးသားလုံခြုံရေးအရာအရေးကြီးတဲ့အဖွဲ့အစည်းဖြစ်တယ်။အဲ့တော့ကြောင့်ရစ်တပ်ဖွဲ့ကြီးဒေသဆိုင်ရာအာဏာပိုင်များရဲ့ထိန်းချုပ်မှုအောက်မှာရှိရမယ်။ကပြည်ထောင်စုတပ်မတော်လက်ခံတယ်။ပြည်ထောင်စုတပ်မတော်ကိုဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့အပိုင်းမှာလက်ရှိတပ်မတော်ခေါင်းဆောင်များနဲ့ပါတီများ EOs များဟာသဘောတူညီချင်မှတူညီမယ်။ကျွန်တော်ရည်တည်တာကသက်ဆိုင်ရာအမျိုးသားပြည်နယ်များကို အခြေခံတဲ့အမျိုးသားတပ်မတော်များဟာပြင်နေလက်ရှိရမယ်။အဲ့ဒီအမျိုးသားတပ်မတော်များရဲ့အကြီးအမုန်းဒီပြည်တော်စုတပ်မတော်ဤခုနကစစ်ဦးစီးဖွဲ့မှာပါရမယ်။တူဦးစီးတူစီးပါမယ်။အဲ့ဒီစစ်ဦးစီးဖွဲ့ကိုလည်း rotate နဲ့ဟာလာခုနကပါလေဟိုနိုင်ငံလုတ်ပြီးခါမှာပို့ပြားဟိုပါလေဟိုအမေရိကတို့မှာဆိုရင်ခန်းတော့သိပါတယ်။ဒါကာကိုရေးနဲ့ပတ်သက်လို့လေကျွန်တော်တို့ ညှိနှိုင်းရေးကွက်ကရေးဆိုတာရှိတာဘူးအဲ့တော့အခုဒီဒေါန်ဆန်းစုကြည်နဲ့တက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ဦးဆောင်ပြီးလုပ်နေတဲ့ဒီ27ရာစုပင်လုံညီလာရသူတို့ဦးဆောင်တယ်လို့လည်းပြောလို့ရတဲ့အနေအထားမျိုးပေါ့နော်အဲ့ပင်လုံညီလာကံကတော့တကယ်ရောပြီးပြတ်တဲ့ဖက်ဒရယ်မူတစ်ခုကိုစစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာမယ်လို့ဆရာယုံကြည်ပါလားဆရာဘယ်လောက်ထိခက်ခဲမယ်လို့ဆရာထင်ပါလဲခက်ခဲမေဗျာခက်ခဲမေဆိုရင်သဘောထားကြည့်မှုအမှန်တန်လို့တာပေါ့ကျွန်တော်ရဲ့ concern ကိုလည်းကျွန်တော်ပြောပါရစေ ညီလာခံကြီးဒီနော်နိုင်ငံရေးအားဖြင့်ကစားပွေးကြီးတစ်ခုပေါ့နော်ဖြစ်သွားမှာကိုကျွန်တော်ဆိုရင်နော်ဒီဘက်ကလည်းမပေးဘူးဘိုဘက်ကလည်းတောင်းတယ်အဲ့တော့ညီလာခံဒီတောင်းပွေးတိုက်ပွေးတစ်ခုဖြစ်သွားမှာကိုလည်းဆိုရင်ပါတယ်တစ်ခုထုတ်အဖြစ်ရမှာပေါ့အဲ့ဒီတစ်ခုဒီမျိုးသားပြန်လဲရင်ကြားစစ်ဖို့အတွက်290လောက်စိတ်ပေါ့နော်ဒါစစ်ဆိုတာစစ်ပန်းနေကြတဲ့လူထုရဲ့နော်တောင်းဆိုချက်ကိုအလင်းနဲ့ထားတယ် အဲ့ဒီအလေးနဲ့ထားတာကိုတောင်းဆိုချက်ကိုလက်ခံတဲ့နော်နှစ်ဖက်သို့မဟုတ်သုံးဖက်ဖြစ်ဖို့လိုတာပေါ့အဲ့တော့ဖက်ဒရယ်ပြည်ထောင်စုဆိုတာစစ်ကူရင်မှာလည်းကျွန်တော်တို့လည်းအိမ်မက်မက်ပါတယ်တကယ်တမ်းဆောင်ရွက်မယ်တည်ဆောက်မယ်ဆိုရင်လက်တကမ်းမှာပဲရှိကျေးဇူးတင်ပါတယ်ဆရာအားဖေဒါကတော့ရခိုင်မျိုးသားပါတီကဒေါက်တာအေးမောင်ကိုကိုမျိုးတန့်ခိုင်တွေ့ဆုံမြင်မြန်ခဲ့ရပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတနိုင်ငံလုံးတိုင်းတာနဲ့ပြုလုပ်နေတဲ့မှုခင်းကြဆင်းရေးပညာပေးအစီအစဉ်ကိုရန်ကုန်မြို့မဟာဗန်နူလာပန်းညာရှိမှာဒီကနေ့ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတော်ကိုသိဟာထွန်းကတင်ပြထားပါတယ်ရှင်။မှုခင်းပညာပေးရွေလျားပြာခန်းရှင်ပေါ်မှာမှုခင်းဖြစ်ပွားမှုကိုယုံနဲ့ပပျောက်စေမဲ့နိလန်းတွေကိုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကဟောပြောပို့ချလာတွေလည်းပါဝင်ပါတယ်။ မူကင်းကြဆင်းရေးအတွက်ဆောင်ရွက်ရမယ့်နည်းလမ်းတွေကိုသိရှိမှုအားနည်းတဲ့ကျေးလက်တော်ရဒေသတွေအထိတွားရောက်ပြီးပညာပေးလုပ်ငန်းတွေကိုဆောင်ရွက်မယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကရဲမုံလဝေကပြောပါတယ်။ပြည်သူလူထုရဲ့လူငယ်တို့ရဲ့အတွင်းမှာဟာလာဒီမူကင်းဖြစ်ပေါ်တာတွေနောက်တကမူရီစေဝါအာတုံးဆဲမှုတွေနောက်တကလူကုန်ကူးမှုတွေဒီလိုမျိုးတွေမဖြစ်ရလေအောင်ဟာလာတို့ကြည်လက်တော်ရအထိပေါ့နော်ကျွန်တော်တို့ဆင်းပြီးတော့ဒီကားကြီးနဲ့လှည့်လေပြီးတော့ပူကင်းကြဆင်းရေးအတွက် ဒီဒီဒီအမှုတွေဖြစ်မဖြစ်စေရအတွက်ဒီလိုမျိုးအသိပညာတွေပေးလိုက်ရင်တော့ထိုက်လျောက်တော့တားဆီးနိုင်မယ်လို့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ DIU ကိုစောင့်ခြင်းဖြစ်ပါတယ်။ဒါအပြင်ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်ခံရတာတွေအရမပြုကျင့်ခံရတာတွေဖြစ်လာရင်တန်ကြားဆောင်ရွက်ရမယ့်အချက်တွေကိုပညာပေးလက်ကမ်းစာဆောင်တွေဝင်ငှခဲ့ပါတယ်။မူရစေဝါတုံးဆဲမှုပြန်ပြူရောင်းချမှုတွေတားဆီးကာကွယ်ရေးအတွက်တက္ကသိုလ်ကျောင်းတွေနဲ့အခြေခံပညာကျောင်းတွေမှာဟောပြောဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့မူရစေဝါတားဆီးနေနေမှုရဲတပ်ဖွဲ့က ရဲမှူးဇော်မင်းအောင်ကပြောပါတယ်။ဒီကျောင်းနေမှာပေါ့နော်။နောက်ပြီးတော့တက္ကသိုလ်တွေမှာအဲလိုက်လံပြီးတော့ကျွန်တော်တို့ကတော့ဒီမျိုးစွာပညာပေးတဲ့အနေနဲ့ကျွန်တော်လိုက်လိုက်ပြီးတော့ပြဟိုဟောပြောခဲ့ပါတယ်။နောက်ပြီးတော့ဒီမျိုးစွာသုံးဆက်ပြီးတော့ပြစ်ပေါ်လာမဲ့စူဂျိုတွေနဲ့အနေထားလေးလေးပဲကျွန်တော်ကဓာတ်ပုံမှတ်တမ်းနဲ့အတူကျွန်တော်ကချပြပြီးတော့မှကျွန်တော်ကဆွေးနွေးခဲ့ပါတယ်။ဒီပြပွဲကိုလာရောက်ခဲ့တဲ့ရန်ကုန်မြို့ဗပေးတန်းမြို့နယ်ကမအေးအေးကျူကဥကင်းတစုံတရာဖြစ်လာခြင်း ရဲတပ်ဖွဲ့ကိုဆက်သွယ်နိုင်မဲ့နီလန်းတွေကိုသိရတဲ့အတွက်အကျိုးရှိတယ်လို့ပြောပါတယ်ခက်ခက်ဖြစ်ပေါ့နော်199ကိုဆက်သွယ်ပါဖုန်းနံပါတ်တွေလိပ်စာတွေပေးပါတယ်သူတို့အခက်ခက်ဖြစ်တဲ့နေရာကို10မိနစ်တော်လကောင်15မိနစ်တော်လောင်သူတို့ရဲ့စီစဉ်ထားတဲ့အရာတွေအားလုံးကပြည်သူလက်ထဲကိုရောက်အောင်လို့သူတို့အချိန်မြင့်တပြေးညီစောင့်ရပေးမယ်လို့တော့ညီမတို့ပြောပါရှင့်ဒီပညာပေးအစီအစဉ်ကိုရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်54မြို့နယ်အားလုံးမှာပြည့်လို့သွားမှာဖြစ်ပါတယ်အလားတူ ကျန်တဲ့ပြည်နယ်နဲ့တိုင်းတွေမှာလည်းစတင်နေပြီဖြစ်ပါတယ်ခင်ဗျာ RFA မြန်မာပိုင်းစီစဉ်တွေကိုထုတ်လွှင့်နေတာဖြစ်ပါတယ်ပရိသတ်များရှင်စနေနေ့ညတိုင်းတိုက်ရိုက်ထုတ်လွှင့်နေတဲ့မေဖရာဇေယုံစီစဉ်မှာအခုတစ်ပတ်အတွက်အမျိုးသမီးအခွင့်အရေးနဲ့မြန်မာနိုင်ငံဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးကြမှာဖြစ်ပါတယ်ပင်တိုင်းဆွေးနွေးမဲ့သူတွေကတော့လူအခွင့်အရေးလှုပ်ရှားသူ Cherry Zahong နဲ့ရောင်စုံမင်းကလေးများအဖွဲ့ကနတ်မစင်မင်းတို့ပဲဖြစ်ပါတယ်ပါဝင် မေးမြန်းဆွေးနွေးခြင်းသူတွေအနေနဲ့တယ်လီဖုန်းနံပါတ် 39656433629နဲ့39656433926တို့ကိုဆက်သွယ်မေးမြန်းနိုင်နေဆိုတဲ့အကြောင်းအသိပေးရပါတယ်။ဒီညအတွက် RFA ရုံမြင့်တန်းကြားအစီအစဉ်လေးကိုဒီမာရင်ရနာတော်မှာဖြစ်ပြီးရေဒီယိုအစီအစဉ်လေးကိုဇက်တိုက်ထုတ်လွှင့်တော်မှာဖြစ်ပါတယ်ရှင်။